ဥအောင်မိုးစွာခင်ဗျာဒီလူပောင်တစ်ဒီမိုကရက်တစ်ပါတီကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာမှတ်ပုံတင်ထားတယ်လို့သိရတယ်တကယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမှတ်ပုံတင်ချပေးခဲ့မယ်ဆိုရင်အဟိုးအရင်တော့ဒီလူပောင်တစ်ဒီမိုကရက်တစ်ပါတီကိုဦးဆောင်ခဲ့တဲ့ခေါင်းဆောင်ဟောင်းတွေကကန့်ကွက်မယ်ဆိုပြီးကြားနေရပါတယ်အဲ့ဒီပုံမှာလက်ရှိပါတီရဲ့ခေါင်းဆောင်တူဦးတွေနဲ့ဘယ်လိုမျိုးသဘောထားရှိပါလဲခင်ဗျာအကောင်းဆုံးကတော့မကန့်ကွက်ရင်အကောင်းဆုံးပေါ့ဗျာသို့တော်လည်းကန့်ကွက်ခဲ့မယ်ဆိုလို့ရှိရင်လည်းပဲဒါကန့်ကွက်တဲ့သူတွေရဲ့နိုင်ငံရေးပဲဖြစ်ပါတယ် ဒီပေါ်မှာကျွန်တော်တို့အနေနဲ့ဘာဘာမှပြန်ပြီးတော့တုံ့ပြန်တာအဲပြန်လက်ချေပါတဲ့ကိစ္စတွေကျွန်တော်လုပ်တော့မှာမဟုတ်ပါဘူးကျွန်တော်တို့အနေအဆုံးကျွန်တော်တို့ဒီပါတီဝင်တွေရဲ့ဆွေးနွေးပွဲကိုပေါ့เนาะကျွန်တော်တို့အားလုံးမကိုးချိန်လုပ်ခဲ့တဲ့တစ်နှစ်အတွင်းမှာနောက်ဆုံးဆွေးနွေးပွဲကိုကျွန်တော်တို့ဒီ September 15ရက်နေ့မှာကျွန်တော်တို့စုံကြီးဆွေးနွေးပွဲလုပ်ခဲ့တယ်အဲ့စုံကြီးဆွေးနွေးပွဲမှာအခုကန့်ကွက်နေရဆိုတော့ဦးမိုးသီးစွန်းတို့အဲ့ဦးအောင်စေရတို့အားလုံးပါပါတယ် အဲ့ဒီဆွေးနွေးပွဲကနေအားလုံးကိုဦးနာလို့ nomination လုပ်ပြီးတော့ပဲဖြစ်ဖြစ်ကိုကိုအဆိုပြုပဲဖြစ်ဖြစ်ပါတီပြန်ပြီးတော့တည်ထောင်တဲ့အထဲမှာပါဖို့အတွက်ကျွန်တော်စူးစမ်းကြတဲ့အခါကျတော့ဒီပုံကိုယ်တွေလည်းပါပါတယ်။နောက်သူတစ်ဖြစ်တော့ဦးအောင်စေရအဲနောက်ဦးသက်ဦးတို့ဦးပတ်သက်အောင်တို့နောက်ဦးကျော်လင်းတို့ဒီပုံကိုယ်တွေလည်းပါပါတယ်။ကျွန်တော်တို့ final ပေါ့နော်ဒီမှတ်ဟိုပါပြန်ပြီးတော့ပါတီတည်ထောင်ခွင့်ရှောက်ဖို့အတွက်ကို အဲဒီဒီဇင်ဘာ9ရက်နေ့မှာကျွန်တော်တို့ final စီဝေးလုပ်ဖို့ကျွန်တော်တို့စ조사တယ်အဲ့ဒီနေ့မှာတော့သူတို့ကအဲ့ဒီနေ့အစီဝေးကိုလာမတက်ဖဲနဲ့အဲ့ဒီနေ့အစီဝေးနဲ့အပြာနော်၄ဦးထွက်သွားပြီးတော့တရားစီဝေးလုပ်တယ်လုပ်ပြီးတော့ခုနအခု social media တွေမှာဟောသတင်းစာရှင်းလင်းပွဲတွေမှာဟောကျဲပြောင်းပြောင်းဖြစ်နေတဲ့လူပေါင်းတဲ့၃ဘွယ်ဖြစ်သွားပြီဆိုပြီးတော့အဲ့အတန်ကြီးထွက်လာတယ်နော်အဲ့ဒါကတော့သူတို့ဖာသာသူတို့ထွက်သွားတာလို့ပဲကျွန်တော်ပြောချင်ပါတယ် ဆိုတော့ဒီအခုဆိုရင်လက်ရှိပါတီကိုပြန်စုစည်းနေတဲ့အချိန်မှာပဲအဲ့လိုမျိုးတစ်ချိန်ကခေါင်းဆောင်ခဲ့တဲ့ခေါင်းဆောင်ဟောင်းတွေကအဲ့လိုမျိုးဒီဟိုဟိုကန့်ကွက်မယ်ဆိုတဲ့သဘောထားမျိုးတွေပေးတဲ့အတွက်ကြောင့်ဒီသူတို့ကိုဘလို့ပြန်စုစည်းလို့ဟိုရနိုင်မလဲနောက်တစ်ခုကကြတော့ပါတီရဲ့စီဝင်းလုပ်ငန်းတွေကိုမထိခိုက်နိုင်ဘူးလားခင်ဗျာဆက်အနောက်ဆက်တော့ဖြစ်နိုင်ပါတယ်အနောက်ဆက်တော့ဖြစ်နိုင်ပါတယ်သို့တော်လည်းပဲကျွန်တော်တို့ပါတီကိုဟိုတကယ်ပဲခုနလိုချမ်းမာတန်ဆွမ်းတဲ့ပါတီတရားအဖြစ် တီထောင်ခြင်းနဲ့ကျွန်တော်တို့ရဲ့စိတ်ဆန္ဒကျွန်တော်တို့ရဲ့ပိုင်းဖြတ်မှုကိုတော့အဲ့ဒီကန့်ကွက်မှုတွေကနှောက်ယှက်လို့ရလိမ့်မယ်လို့ကျွန်တော်မယုံကြည်ပါဘူးနောက်တစ်ခုကဒီခေါင်းဆောင်တွေကိုပြန်ပြီးတော့လူပေါင်းသစ်ဘိုးစီဝင်းကော်မတီနဲ့ပြန်ပြီးတော့ဒီစူးစီးနိုင်ဖို့ရောစ조사ဖို့အတွက်ရှိသေးလားခင်ဗျအခုလို့လောလောဆယ်အချင်းနေအဲကျွန်တော်တို့မူကတော့เนาะဒီပါတီမှာလာပြီးတော့လုပ်တဲ့အတွက်ပါတီအတွက်အင်အားကောင်းမယ် ခုနကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေကိုအထောက်အကူပြုမယ်ဆိုလို့ရှိရင်ပါတီဝင်ရဲဘော်ဟောင်းနေပဲဖြစ်ဖြစ်ရဲဘော်တစ်တွေပဲဖြစ်ဖြစ်နောက်ထပ်မျိုးဆက်တစ်လူငယ်တွေပဲဖြစ်ဖြစ်တော့အမျိုးသမီးတက်ကြလှုပ်ရှားသူတွေပဲဖြစ်ဖြစ်အားလုံးကို లై ့ထီတွေ့ပြီးတော့ကျွန်တော်တို့နဲ့အတူတူအလုပ်လုပ်ဖို့ကိုကျွန်တော်ဆက်လက်ပြီးတော့ကြိုးစားသွားမယ်ဆက်လက်ပြီးတော့စီရင်သွားမယ်လို့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့လူပေါင်းတဲ့ပါတီကဒီကျွန်တော်တို့တည်တယ်လို့ဆိုရင်အခုဆိုတနှစ်နီးပါးတနှစ်ကျော်ကျော်လောက်ရှိနေတယ်ဒီ နယ်ဒီမှာလည်းလိုက်စီယုံရင်ဆင်းနေတာရှိတယ်လို့သိရပါတယ်ဆိုတော့အခုပါတီပြန်လဲစုစည်းတဲ့အခါမှာဟိုဥက္ခရတို့အနေနဲ့အားရကျင်းနှမှုရှိလားဘာတွေအခက်အခဲတွေရှိသလဲအဲကျွန်တော်တို့ဒီလွန်ခဲ့တဲ့တလားကြော်အထိအတော်အားရတယ်ပြကျွန်တော်ပါတီကတစုံတရာပါတီကိုဒီမှတ်ပုံတင်ခွင့်ရပြီဆိုရင်အချိန်နဲ့ထွက်နိုင်လိမ့်မယ်လို့ကျွန်တော်တို့တော်တော်ခိုင်မှမှာဟိုအာဘတရားဖြစ်ခဲ့တယ်အခုလည်းဖြစ်တော့မှာပဲသို့တော်လည်းခုနလိုအနောက်ဆက်မျိုးတွေပေါ်လာတဲ့အခါကျတော့ ့နည်းနည်းတော့အနောက်ရှက်စိတ်အနောက်ရှက်ဖြစ်ရတာပေါ့နော်ဆိုတော့အခုကလူပေါင်းတဲ့ပါတီကဟိုဒီမြန်မာပြည်ထဲမှာပြန်ခြေချပြီးပြန်စည်းရုံးနေပြီဆိုတဲ့အခါကျတော့2015ရွေးကောက်ပွဲကိုပါတီအနေနဲ့ဝင်ရောက်ရွေးချယ်ခံဖို့ဝင်ရောက်ရှင်ပြိုင်ဖို့အစီအစဉ်တွေချပြီးပြီလားဆုံးဖြတ်ပြီးလားခင်ဗျာအခုချိန်ထိကကျွန်တော်တို့က register နိုင်ငံရေးပါတီမှုတ်သေးတဲ့အခါကျပြောရခဲ့တယ်ရွေးကောက်ပွဲဆိုတကယ်အတမ်းပြောမှဆိုအခုချိန်ကတော့နှစ်နှစ်ပေါ့ဗျာ2015နှစ်ကုန်မှလုံးတော့နှစ်နှစ် တော့ကျွန်တော်တို့ဘယ်အချိန်မှာကျွန်တော်တို့ register ဖြစ်မယ်ဆိုတော့ပြောဖို့ခက်သေးတယ်နောက်ထပ်2လလား3လလား4လလားဒီတစ်နှစ်ကြော်ကြော်အတွင်းမှာပါတီကိုတကယ်ကိုရွေးကောက်ပွဲကြီးမှာဝင်ပြီးတော့ရှင်းနေအောင်တိဆောက်ဖို့ဆိုတော့လွယ်တော့မလွယ်လောက်ဒါတစ်ချက်ပေါ့နော်အဲ့ဒီပုံမှာမူတည်လေးနော်နော်အဲ့တော့ဒါကြောင့်မို့ကျွန်တော်တို့ပါတီရဲ့အဓိကဦးစားပေးရတော့ပါတီကိုဒီလူလူလန်းကအလော်လာတီတီကြားမှာလူလူလန်းကအလော်လာတီတီရဲ့တိုက်ပွဲတွေကြားမှာ အမြင့်တော်အောင်လို့ကျွန်တော်တို့စူးစမ်းခြင်းနဲ့အဲ့ဒါကျွန်တော်တို့ရဲ့ဟိုပါပေါ့ဦးစားပေးမှုဖြစ်တယ်ဒါတစ်ချက်ဒုတိယတစ်ချက်ကနိုင်ငံရေးပါတီဖြစ်တဲ့အခါကျတော့ရွေးကောက်ပွဲဆိုတာမဖြစ်မနေဖြတ်ကိုဖြတ်အောင်အနိုင်ဆုံးအဆင့်ဘယ်နဲ့နေရာဆိုတာရှိလာတယ်ဆိုအဲ့ဒါမျိုးကိစ္စတွေမှာတော့ကျွန်တော်ဖြတ်နိုင်အောင်ကျွန်တော်စူးစမ်းမယ်အနိုင်ဆုံးနဲ့လွတ်တော်ထဲမှာကျွန်တော်အတန်ပါနေတိုင်းအောင်ကျွန်တော်စူးစမ်းပါမယ်ကျေးဇူးအများကြီးတက်ပါကျေးဇူးအများကြီးတက်ပါ